ခန္ဓာကိုယ်တစ်ခုလုံးကြောတည်နေပြီးဘာမှမလုပ်နိုင်တဲ့ခင်မုန်းကိုစောင့်ရှောက်နေကြရတဲ့အမျိုးသမီးဇလန်းလေးရဲ့အဆမှာတော့အမျိုးသမီးတဦးကသူမရဲ့မလုပ်နိုင်ပဲလဲနေရတဲ့ခင်မုန်းကိုပြုစုစောင့်ရှောက်နေခဲ့ပါတယ်။သူမရဲ့ယောက်ျားခန္ဓာကိုယ်ချင်းနေကြောင့်သူမကအချိန်တိုင်းအိမ်မှာပဲနေပြီးတော့သူ့ကိုပြုစုစောင့်ရှောက်ပေးနေခဲ့ရပါတယ်။သူမကသူမရဲ့ခင်မုန်းအမြန်ဆုံးတက်တာလာဖို့နေတိုင်းဖျားသခင်ထံမှဆူတောင်းနေခဲ့တာပါ။သူကင်မောကယောဂတစ်ခုကြောင့်မဟုတ်ဘဲနဲ့ကြောရိုးတန်ရာကြောင့်လှုပ်ရှားမှုမရှိစကားပြောနိုင်စွမ်းမရှိဖြစ်နေခဲ့တာပဲဖြစ်ပါတယ် ။ရွာကဆရာဝန်ကလည်းခင်မွန်းဖြစ်သူကမတော်တဆဖြစ်ပြီးတော့7ရက်ကနေ73ရက်အတွင်းတက်တာလာမှာပါလို့ပြောခဲ့တယ်ဆိုပေမဲ့လေ16ရက်ကြာပြီးတဲ့နောက်မှာတော့မှဘာမှထူးခြားမလာခဲ့သေးတာပါ။သူတို့နှစ်ယောက်မှာ၃နှစ်နဲ့၅နှစ်အရွယ်သမီးငယ်လေးနှစ်ဦးရှိပြီးတော့ကလေးတွေဖြစ်တာကြောင့်သူတို့ကလည်းမိခင်ကိုဘာမှမကူညီနိုင်ခဲ့ကြပါဘူး။ရောက်တဲ့အခါမှာတော့သမီးမျိုးကပိုက်စားတာကြောင့်သူတို့မိကိုစားစရာတောင်းကြပါရစ်။မိခင်ဖြစ်သူကအိမ်ထဲမှာဘာမှမရှိတာကိုတွေ့တဲ့အခါမှာတော့သူတို့ကိုအိပ်ယာပဲဝင်စီခဲ့ပါရစ်။ နောက်တနေ့မှာသူမကခင်မွန်းအတွက်ဆေးရည်သွားယူဖို့အတွက်ဆေးဆိုင်ကိုသွားခဲ့ပါတယ်။ဒါမဲ့ဆိုင်ရှင်ကသူတို့ရဲ့အရင်တစ်ခေါက်တုန်းကအကျွေးကိုရင်ဆက်ဖို့ပြောပြီးတော့ဆေးထပ်ပေးဖို့ကိုညှင်းဆိုလိုက်ပါတယ်။အမျိုးသမီးကတော့ဆေးညင်အားငယ်စွာနဲ့အိမ်ကိုပြန်လာပြီးတော့ဆေးရည်ကလည်းမရှိတော့တာကြောင့်တကြားနဲ့ရေကိုရောပြီးတော့ဆေးရည်ဖြော်ကသူမရဲ့ခင်မွန်းကိုတိုက်ခိုက်ရပါတယ်။သူမမှာပတ်စံလေးမကြံတော့တာကိုတီးလိုက်ရတဲ့အချိန်မှာတော့သူမရဲ့ဒေါ်စီကနေကိုကြီးတောင်းမှုဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အတော်ရင်ရောက်တဲ့အခါမှာတော့အတော်မရှိတော့တာအချိန်တော်ကြပြီဖြစ်ပြီးတော့ဘသူမှသူမဘေကိုသွားလဲဆိုတာမသိကြဘူးဆိုတာသိလိုက်ရပါတယ်။သူမကရင်ကားတက်ပို့ပြီးတော့စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာခဲ့ရပြီးတော့သူမရဲ့ခင်ဗျကိုဒီကြောင်းနေပြောပြနေခဲ့ပါတယ်။သူမကသူမရဲ့ယောက်ျားရဲ့အကိုနဲ့အမေသာရှိနေပြီးတော့ကူညီခဲ့မယ်ဆိုရင်ဒီလိုမျိုးဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။တကယ်တော့သူယောက်ျားအခုလိုမျိုးဖြစ်ရတာကခင်ဗျဖြစ်သူကစော်ကားခံရတာကြောင့်ခိုက်ရန်ဖြစ်ပွားခဲ့ပြီးအဲဒီကနေတနက်နေ့ပြစ်ခံရခဲ့တာကြောင့်လည်းဖြစ်နေခဲ့တာပါ။ သူကဒါလီဘန်နဲ့စစ်ပွဲကာလအတွင်းစစ်မြေပြင်မှာတိုက်ခိုက်ခဲ့တာကြောင့်အခုလိုမျိုးဖြစ်ရတာဆိုတာကလည်းကောလာဟလတာဖြစ်တာကြောင့်ဒီလိုချင်းနေမျိုးနဲ့ပိတ်မိနေပြီးတော့ဘာမှမလုပ်ပေးနိုင်ခဲ့ရတာပါ။နောက်နေ့မှာတော့အမျိုးသမီးအိမ်မှာမရှိတော့ကလေးတွေကသူတို့ရဲ့အဖေရဲ့အခန်းကိုသွားပြီးတော့စော်ရင်နဲ့သူတို့ဖေကိုချိန်ပေးထားတဲ့ဈေးကိုဖယ်ရှားလိုက်ကြပါရစ်။ဒါပေမဲ့အမျိုးသမီးကအချိန်မီရောက်လာပြီးတော့သူတို့ကိုတားဆီးနိုင်ခဲ့ပါရစ်။ဒီချိန်မှာပဲမော်လီဝင်ကဖျားရှင်ကိုဖို့သူတို့အိမ်ကိုရောက်လာပါတော့လေ။ဒါမဲ့ဇင်းသည်မဖြစ်သေးတဲ့အမျိုးသမီးကမော်လီဝီကိုသူမရာသီလာနေတာကြောင့်ဖျားရှင်ကိုပွဲမလုံးနိုင်ဘူးလို့ လိမ်ညာခဲ့လိုက်ပါတယ်။ချိန်နှဲငယ်ကြပြီးတဲ့နောက်လေကြောင်းတိုက်ခိုက်မှုတွေစတင်လာတာကြောင့်အိန္ဒိချင်းနေတဲ့သူအမျိုးသမီးနဲ့သူ့ရဲ့ကလေးတွေပါမြောက်ကဘုံကိုကျင်းနေစီကိုတွားခဲ့ကြရပြီးဒိုင်နှဲငယ်ကြပုံနေခဲ့ကြရပါတယ်။အကုန်လုံးပုံမှန်ပြင်ဖြစ်သွားတဲ့အချိန်မှာတော့အမျိုးသမီးကခင်မုန်းရဲ့ခြေလေးကိုစစ်ဆေးဖို့အိမ်ကိုပြန်လာခဲ့ပါတယ်။ခင်မုန်းဖြစ်သူမှာဘာအနေမှမရခဲ့တာကိုသိလိုက်ရမှာပဲ။သူမှလည်းစိတ်သက်သာရရခဲ့ပါတယ်။ဒါပေမဲ့အကုန်လုံးကအေးစေးစေးဖြစ်သွားဖို့မရသေးပဲနဲ့နောက်ထပ်တနက်တန်တွေကြားလိုက်ရပါတယ်။ဒါကြောင့်မဲသူမကမြောက်ကိုပြန်သွားပြီးတော့ထပ်ပုံးလိုက်ရပါတယ်။ အဲ့ဒီချိန်တွင်မှာစသားတချို့ကသူတို့အိမ်ထဲကိုဝင်လာပြီးတော့လဲနေတဲ့လူကြီးကိုကြည့်လိုက်ပါတယ်။ဒါပေမဲ့ဒီလူကြီးကမွတ်စလင်တအုပ်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါမှာတော့ပသက်ဘဲနဲ့နိုင်နဲ့လက်စွပ်ကိုပဲယူသွားခဲ့ကြပါတယ်။အချိန်လေးလေးလောက်ကြာပြီးတဲ့နောက်မှာတော့အမျိုးသမီးအိမ်ပြန်ရောက်လာခဲ့ပြီးသူတို့ရဲ့အိမ်ကိုလူတွေအများကြီးဝင်ခဲ့ကြကခင်မွန်းရဲ့နိုင်နဲ့လက်စွပ်ကိုခိုးယူသွားကြတယ်ဆိုတာကိုသတိထားမိလိုက်ပါတယ်။ဒါပေမဲ့ဒါကအဆိုးဆုံးအချိန်နေမဟုတ်ခဲ့ပါဘူး။ အမျိုးသမီးက channel ကိုသွားလိုက်တဲ့အခါမှာတော့အိန္ဒိချင်းဖြစ်သူအမျိုးသား၂ယောက်နဲ့မိန်းကလေးငယ်တူအကြောင်းမဲ့ဖွဲ့ကောင်းတဲ့ပုံစံနဲ့တက်ဖြတ်ခံထားရတာကိုတွေ့လိုက်ရပြီးတော့သူတို့ရဲ့မိခင်ကလည်းဒီဆိုးရွားတဲ့ခြေနေကြောင့်စိတ်လွတ်သွားတာကိုတွေ့လိုက်ရပါတယ်။ဒီလိုမျိုးဆက်နေလို့မရတော့ဘူးဆိုတာကိုတွေးမိပြီးတော့အမျိုးသမီးကသူမရဲ့ပစ္စည်းအားလုံးနဲ့သမီးတွေကိုခေါ်ပြီးတော့အတော်ရဲ့အရင်အိမ်ကိုသွားခဲ့ပါတယ်။ဒါမဲ့တခြားအမျိုးသမီးတူကသူမရဲ့တော်ကဘယ်ရောက်နေမှမသိကြောင်းပြောပြီးတော့သူမကိုနေခွင့်မပေးခဲ့ပါဘူး။ ွားစရာနေရာလည်းမရှိတဲ့အမျိုးသမီးကတော့လေကားပေါ်မှာပဲထိုင်နေခဲ့ပြီးတော့ဘယ်ကူမှလည်းမသွားခဲ့တော့တာပါ။နောက်ဆုံးမှာတော့အဲ့ဒီအမျိုးသမီးကြီးကတကားဖွင့်ပေးပြီးတော့သူမအတော်ရဲ့လိပ်စာကိုပေးလိုက်ပါတယ်။နောက်ဆုံးတော့အမျိုးသမီးကသူမရဲ့ဒေါ်စီကိုယောက်သွားပြီးတော့သူမရဲ့ဇလန်းကိုလည်းပြောပြလိုက်ပါတယ်။သူမရဲ့ဒေါ်ကလည်းသူမအနေနဲ့စိတ်တော်မကူးနိုင်ပဲခက်ခဲတဲ့ဘဝကိုဖြတ်တန်းခဲ့ရကြောင်းပြောပြခဲ့ပါတယ်။သူမရဲ့ဒေါ်ကသူ့မိနဲ့ညီမတွေပထွေးရဲ့အန်ရယ်ကနေကင်းဝေးစေဖို့အတွက်သူ့ပထွေးကိုတတ်ခဲ့ရတာပဲဖြစ်ပါတယ်။ အခုတော့ဒီမကိုတီးတဲ့သူတွေစီကနေရှောင်ရှားဖို့အတွက်ဒီ hotel မှာပဲဘဝကိုတင်းကျပ်ခုံဆုံးနေခဲ့ရတာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့မျိုးသမီးကခင်မုန်းကိုတယောက်တည်းထားခဲ့ရတဲ့အတွက်စိတ်ထဲမှာမလုံတော့ဘူးဆိုတာကိုသိလာတဲ့မျိုးသမီးကအိမ်ပြန်ခဲ့ပါတယ်။အိမ်ကိုပြန်လာတဲ့အတွက်ဒီမရင်ထဲမှာပေါ်ပါသွားသလိုဖြစ်ပြီးတော့ဘဝကပို့ပြီးတော့ကန်နေရှိလာသလိုမျိုးဒါမှမဟုတ်လက်ခံလိုက်သူလိုမျိုးကိုခံစားမိကြောင်းကိုခင်မုန်းကိုရှင်းပြခဲ့ပါတယ်။ဒီနောက်မှာတော့အမျိုးသမီးကသူတို့လက်ထက်တာ10နှစ်ရှိပြီဆိုပေမဲ့လည်းကောင်းမွန်တဲ့နေရီကတရေကလေးတောင်မရှိခဲ့ကြောင်းကိုပြောပြနေခဲ့ပါတယ်။ မင်္ဂလာဆောင်နေ့မှာတော့ခင်မွန်းဖြစ်သူကစစ်တဲရောက်နေတာကြောင့်တူတက်ပုံဘေးမှာထိုင်ပြီးတော့မင်္ဂလာခန်းသားကိုကျင်းပခဲ့ရတာပဲဖြစ်ပါတယ်။မင်္ဂလာတဲ့ပထမသုံးနေ့အတွင်းမှာသူကစစ်တပ်ထင်းမှာပဲရောက်နေတာကြောင့်တကြိမ်မှတော့ပြန်မလာခဲ့ပါဘူး။သူမကယောက်ျားဘက်ကမိသားစုတွေနဲ့တူနေခဲ့ရတာခက်ခဲတဲ့ဘဝကိုလည်းဖြတ်တန်းခဲ့ရပါတယ်။ခင်မွန်းဖြစ်သူရဲ့ကိုရင်းညီတွေကြောင့်အိမ်သာသွားတာကတော့အိမ်မဆိုးတစ်ခုလိုမျိုးဖြစ်ခဲ့ရကြောင်းဆက်ပြီးပြောပြနေခဲ့ပါတယ်။ခဏကြာတဲ့အခါမှာတော့အမျိုးသမီးကဘာကြောင့်ဒီအကြောင်းတွေကိုသူ့ကိုရှင်းပြနေမိလဲဆိုတာကို ကိုကိုကိုပြန်ပြီးပြောနေခဲ့ပါတယ်။စကားတွေများကြီးရင်ဖွင့်နေခဲ့တဲ့မျိုးသမီးကသူမကလည်းကောင်းတဲ့မိသားစုမှာကြီးပြင်းလာတာမဟုတ်ကြောင်းခင်မွန်းဖြစ်သူကိုဆက်ပြီးတော့ပြောပြနေခဲ့ပါတယ်။သူမရဲ့ဖခင်ကသူတို့တဲ့သူ့ရဲ့ငုံတွေကိုပိုချစ်လို့ပဲဖြစ်ပါတယ်။သူမရဲ့ဖခင်ကငုံတိုက်ပွဲပြိုင်ပွဲမှာလောင်ကစားလုပ်လို့ရှိပြီးတော့ဒီနေ့မှာတော့လောင်ကစားကအလွန်ကိုကြေးကြီးလာခဲ့ပြီးတော့သူသမီးအကြီးဆုံးကိုလောင်ကြီးထက်ခဲ့တာပဲဖြစ်ပါတယ်။ဒါမဲ့ကံမကောင်းစွာနဲ့သူရှုံးနေခဲ့ရပြီးတော့အဲ့ဒီပွဲပြီးတဲ့နောက်မှာတော့သူမရဲ့စနစ်နဲ့အရွယ်တမီးလေးကအသက်၄၀ရွယ်မျိုးသားတယောက်နဲ့လက်ထပ်ခဲ့ရပါတယ် နောက်တဲ့သားကောင်ဖြစ်လာမှာကိုကြောက်တဲ့အမျိုးသမီးကတော့ငုံတော်အိမ်ကိုဖွင့်ပြလိုက်တဲ့အခါမှာတော့ကျောင်းကငုံတွေအားလုံးကိုစားပြစ်လိုက်ပါတယ်။သူမရဲ့ခင်မုန်းနဲ့အတူရှိခဲ့တဲ့မှတ်ညာတွေကိုပြန်ပြောင်းပြောပြနေရောမှာပဲ။ဒီလူကသူမအတွက်ခင်မုန်းတယောက်လိုမဖြစ်ခဲ့ဘူးဆိုတာကိုသူမတွေးခဲ့မိလိုက်ပါတယ်။ဒါကြောင့်မဲသူမကခင်မုန်းပြစ်သူရဲ့ပါဇက်ကစေးရီကိုဖယ်ရှားပြီးတော့အိမ်ထဲကနေထွက်သွားလိုက်ပါတယ်။ဒီနောက်မှာတော့သူမကသူမရဲ့အတော်ကိုဒီကျောင်းတွေရှင်းပြပြီးတော့ဘာကြောင့်အရာအားလုံးကိုသူမခင်မုန်းကိုပြောပြမိနေမှမသိဘူးလို့ပြောခဲ့ပါတယ်။ ။သူမရဲ့တော်ကတော့သူကအမျိုးသမီးတွေနာကျင်မှုတွေအားလုံးကိုဝေမျှနိုင်တဲ့ကြောက်တုံးတုံးဖြစ်နေတာကြောင့်ပဲလေလို့ပြောခဲ့ပါဗျ။ဒီနောက်မှာတော့သူမကခင်မွန်းနဲ့ရင်ဖွင့်ရတာကိုပျော်မွေ့နေတာကိုသတိပြုမိတဲ့အမျိုးသမီးကလည်းအိမ်ကိုပြန်လာခဲ့ပါတယ်။သူတို့လက်ထပ်ပြီးခဲ့တဲ့ဇယ်နဲ့အတွင်းပထမဆုံးအကြိမ်ဖြစ်ခင်မွန်းကိုရီချိုးပေးလိုက်ပြီးတော့သူ့ကိုနမ်းပါတော့လေ။ခဏကြာတဲ့အခါမှာတော့သူမခင်မွန်းကိုသူမဘဝနဲ့ခံစားချက်တွေအကြောင်းကိုထပ်ပြီးတော့ပြောပြပြန်ပါတယ်။ဒါမဲ့ဒီချိန်မှာပဲမော်လဝင်ကဘုရားရှင်ကိုဖို့သူတို့အိမ်ကိုရောက်လာပြန်ပါတယ်။ ဒါမဲ့အမျိုးသမီးကသူမရာသီလာနေတဲ့အတွက်အစင်းနဲ့မဖြစ်သေးဘူးဆိုတာကိုပဲသူ့ကိုထပ်ပြီးပြောခဲ့ပြန်ပါလေ။မျိုးတော်ကစစ်ပွဲနဲ့စစ်သားတွေနဲ့ပြည်နေပြီဆိုတာသိလာတဲ့အမျိုးသမီးကအိမ်ပြန်လာပြီးတော့ခင်မုန်းကိုလုံခြုံစေဖို့အတွက်တနေရာမှာဖွက်ထားခဲ့ပါလေ။ဒါမဲ့အဲ့ချိန်လေးမှာပဲစစ်သားတွေကသူတို့အိမ်ကိုရောက်လာပြီးတော့သူမရဲ့ခင်မုန်းရှိမရှိဘာလုပ်တယ်လဲဘယ်သူနဲ့နေတိုင်းလဲဆိုတာကိုမေးမြန်းခဲ့ကြပါလေ။သူတို့မြေမြန်သာထွက်သွားစီခြင်းခဲ့တဲ့အမျိုးသမီးကတော့သူမကမိုးဆိုးမှဖြစ်ကြောင်းနဲ့အိမ်ကလည်းသူမရဲ့ခန္ဓာကိုယ်ကိုရောင်းချရတဲ့အလုပ်နေရာသာဖြစ်ကြောင်းပြောခဲ့ပါလေ။ သူတို့ကသူမကိုဘာမှမလုပ်ခဲ့ပဲနဲ့သူမမျက်နှာကိုတရွေးနဲ့ထွေးပြီးတော့ထွက်သွားခဲ့ကြပါတယ်။ရောက်လာတဲ့ခါမှာတော့မျိုးသမီးကသူမရဲ့ခင်မုန်းကို သူမရဲ့အရင်ကမှတ်ဉာဏ်တချို့ကိုထပ်ပြီးတော့ပြောပြခဲ့ပြန်ပါတယ်။မနေ့ရောက်တဲ့ခါမှာတော့သူမအတန်တခုကြားလိုက်ရပြီးစစ်သားတွေဖြစ်နေမှာကိုကြောက်တာကြောင့်သူမရဲ့ခင်မုန်းကိုဖွက်ထားလိုက်ပါတယ်။တကားကိုဖွင့်လိုက်တဲ့အခါမှာတော့အရင်လေးကသူ့ကောင်းဆောင်တဲ့တူရောက်လာခဲ့တဲ့စစ်သားငယ်တူကအင်ကိုပြန်ရောက်လာတဲ့ဆိုတာကိုတွေ့လိုက်ရပါတယ်။သူကမျိုးသမီးကိုပတ်စံပေးလိုက်ပြီးသူ့ရဲ့စိတ်ဆန္ဒတွေကိုလည်းဖြေပြောက်ချင်နေခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးကလည်းလက်ခံလိုက်ရတာလွဲပြီးတော့ဘာမှမတတ်နိုင်တော့ဘဲနဲ့ညှိခံနေလိုက်ရပါတယ်။ပထမဆုံးချိန်ဖြစ်တာကြောင့်သူကအမြန်ပဲပြီးသွားပြီးတော့တွသွားလိုက်ပါတယ်။ဒီပြပြပြီးတဲ့နောက်မှာတော့အမျိုးသမီးကရေချိုးခန်းကိုသွားပြီးတော့ရေချိုးခဲ့ပါတယ်။ပြီးတဲ့အချိန်မှာတော့စစ်သားပေးခဲ့တဲ့ပတ်စံကိုကောက်ယူပြီးတော့သူမရဲ့မိသားစုအတွက်ဆေးရည်တင်တဲ့အစားအစာတွေဝယ်ယူခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အဲ့ဒီစစ်သားငယ်ကပြန်လာပြီးတော့ပတ်စံပေးကအမျိုးသမီးနဲ့ထပ်ပြီးတော့နေခဲ့ပြန်ပါတယ်။ သူမရဲ့ခင်မုန်းကမလုံနိုင်ဘာမှမပြောနိုင်ဘူးဆိုတာတေးချတဲ့အမျိုးသမီးကအဲ့ဒီစစ်သားငယ်လေးအကြောင်းအားလုံးကိုသူမရဲ့ခင်မုန်းစီကိုပြောပြခဲ့ပါတယ်။ဒီစစ်သားလေးကဒီကိစ္စမှာပိုကောင်းအောင်လုံနိုင်ကြောင်းကိုတော့ခင်မုန်းကိုပြောပြနေခဲ့တာပါ။သူမရဲ့ခင်မုန်းကိုဘာတွေပြောနေမိလဲဆိုတာတွေးမိလိုက်တဲ့အခါမှာတော့သူမကအမြန်ထရိုက်ပြီးတော့ကိုဝဲကျန်းစာကိုဖက်ကခွင်းလွတ်မှုကိုတောင်းဆိုခဲ့ပါတယ်။နောက်နေ့မှာသူမပြစ်ထွက်တဲ့အခါမှာတော့သူတို့ရဲ့အိမ်ကတကားကိုပြင်ထားတာကိုတတိထားမိလိုက်ပြီးတော့ဒါကိုစစ်သားငယ်ကလုပေးသွားတာမှန်းသိနေခဲ့ပါတယ်။ အကျဉ်ချိုးကြပြီးတဲ့နောက်မှာတော့စသားကသူ့အိမ်ကိုထပ်ပြီးတော့ရောက်လာပြန်ပါတယ်။သူကသူမနဲ့တူအခန်းထဲသွားဖို့တောင်းဆိုခဲ့ပြန်ပါတယ်။အဲဒီရောက်တဲ့အခါမှာတော့စသားကသူ့ခန္ဓာကိုယ်ကိုပြခဲ့ပြီးတော့သူ့ခန္ဓာကိုယ်ပေါ်မှာဆေးလိမ့်နဲ့ကြည်စံအမတ်သားနဲ့အမာရွက်တွေရှိနေတာကိုတတိထားမိလိုက်ပါတယ်။သူကသူ့ရဲ့စစ်စကန်လေးခြင်းမှုတွေမှာအတော်လေးအနိုင်ကျင့်ခံခဲ့ရတာကိုသိလိုက်ရပါတယ်။ဒီဖြစ်ဖြစ်ပြီးတဲ့နောက်မှာတော့အမျိုးသမီးကသူ့တော်အိမ်ကိုသွားပြီးတော့ဒီကြောင်းတွေကိုပြောပြပြန်ပါတယ်။အဲနောက်သူမအိမ်ပြန်ရောက်တဲ့အချိန်မှာတော့စသားငယ်လေးထားခဲ့တဲ့တတိအပြစ်ပါတဲ့အိတ်တိတ်နဲ့ ရွှေစွဲကြိုးလေးတကုံးကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်တော့သူမကဝမ်းသာအားရဖြစ်သွားခဲ့ပြီးပထမဆုံးအချိန်ဖြစ်မိမတယောက်လိုမျိုးခံစားခဲ့ရတာပဲဖြစ်ပါတယ်။အရာအလုံးကိုစိတ်သက်သာရနေခဲ့တဲ့မျိုးသမီးကခင်မွန်းဖြစ်သူကိုသူတို့ဘဝအကြောင်းအကုန်လုံးပြောပြနေခဲ့တာပါ။အဲ့ဒီမှာခင်မွန်းဖြစ်သူကကလေးမရနိုင်ပဲမြုံနေတာကြောင့်သူတို့ကလေးတွေရဲ့အဖေကလည်းတခြားမျိုးသားတွေသာဖြစ်ကြောင်းလည်းပါနေခဲ့ပါတယ်။ဒါတွေကိုကြားလိုက်ရတဲ့မျိုးသားကတော့တတိပြန်ဝင်လာသလိုမျိုးဖြစ်လာပြီးတော့ဒေါသလည်းထွက်နေခဲ့ပါတယ် ူကရန်ကုန်ဒေါ်လာထွက်လာပြီးတော့အမျိုးသမီးကိုလေဘင်းညှစ်ဖို့တောင်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကဇင်းသစ်မြေထားတဲ့ဓာတ်ကိုထုတ်လိုက်ပြီးတော့သူမရဲ့ခင်မုန်းကိုတတ်လိုက်ပါတယ်။အဲဒီချိန်မှာပဲစစ်သားကဝင်လာခဲ့ပြီးသူတို့ကိုဖက်လျက်နေထားနဲ့တွေးလိုက်ရပြီးတော့ဇလန်းလီကလည်းပြေးဆုံးသွားခဲ့ပါတယ်။အစုံနေနိုင်ပြီးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။